တော့ဗရိတ်ကူကလည်းအဲ့ဒီလိုပဲစီကြောတွေအများကြီးပဲလုံးဝတိုင်ပင်ကွာဝေးအတူတူပဲစီကြောအင်မတန်မှကောင်းတယ်ချစ်စရာကောင်းတယ်ပေါ့နော်အဲ့တော့စီကြောတွေကတော့အပြည့်စုံထည့်မထားတော့ဘူးသူတို့နဲ့လူရင်းလေးကိုပဲဦးနိုင်ဆွဲပြထားတယ်နော်ဖြစ်စဉ်လေးကဒီသုံးလုံးပေါင်းချင်းတုံညကိုဒီလေးလုံးပေါင်းချင်းတုံညလို့ထည့်တယ်ထည့်ပြီးကြနဲ့ဒီသုံးလုံးပေါင်းချင်းက၈၈ရဲ့နှက်ခတ်ကရှေပေါင်း၁လို့ရိုက်ပြီးကြနဲ့အဲ့ဒီ၁ဒီဗရိတ်၁လို့ဒီမှာကစားတယ်ဈာထဲမှာတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ချားတယ် ဒီသုံးလုံးပေါင်းခြင်းတုံညကိုပဋိဋ္ဌနဲ့ထိတ်နဲ့တုံညလို့ကစားတယ်ဒီသုံးလုံးပေါင်းခြင်းခွန်ခွန်ရဲ့နှက်ကတုံညကြောင့်တုံညပဋိဋ္ဌလို့ကစားတယ်ဂျားထဲမှာတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်ခြားတယ်ဒီသုံးလုံးပေါင်းခြင်းတုံညကိုဒီသုံးလုံးပေါင်းဒီပဋိဋ္ဌနဲ့ထိတ်နဲ့တုံညလို့ကစားတယ်ကစားပြီးတဲ့ဒီသုံးလုံးပေါင်းခြင်း6ကြောင့်6ရဲ့နှက်ကရှိပေါင်း9လို့ဖြစ်တဲ့အတွက်ဒီနေရာမှာ9ပဋိဋ္ဌလို့ကစားတယ်နော်အင်မတန်မှကောင်းပါတယ်နော်သုံးလုံးပေါင်းတုံညလေးလုံးပေါင်းတုံညလို့ဖြစ်ပြီးတာ ਨੇ ဒီ၃လုံးရှိရှင်းနှက်ခတ်၁ကြောင့်ဣပရိ၃လုံးပေါင်း၃ည၄လုံးပေါင်း၃ညလို့ကစားပြန်တယ်ဒီ၃လုံးကခွန်းခွန်းနှက်ခတ်၃ညကြောင့်၃ညပရိ၃လုံးပေါင်း၃ည၄လုံးပေါင်း၃ညလို့ကစားပြန်တယ်ဒီ၃လုံးပေါင်း၆၆နှက်ခတ်၉ကြောင့်၉ပရိလို့ကစားရတယ်ပေါ့နော်ကောင်းပြီဒါဆိုရင်၉ပရိထဲကနေပြီးတော့ဦးနိုင်ကဘာကိုကစားပြမလဲဆိုတော့ဦးနိုင်ရဲ့မိတ်ဆွေတွေကိုဟုတ်ပြီဒါဆိုရင်၉ပရိကိုဦးနိုင်ကစားပြမှာပေါ့နော် ဲ့တော့ကိုဘရိတ်ကြတော့ဦးနိုင်ကအကွက်ရွှေစနစ်နဲ့ဦးနိုင်ကစားပြမယ်ဒီနေရာမှာတုံညာဘရိတ်လို့ရိုက်တယ်တိုင်မင်အကွာဦးအတူတူပဲဒီနေရာမှာတုံညာဘရိတ်လို့ရိုက်တယ်ဒီနေရာမှာတုံညာဘရိတ်လို့ရိုက်တယ်နော်တိုင်မင်အကွာဦးအတူတူပဲတုံညာဘရိတ်လို့ရိုက်တာရဲ့သူ့ရဲ့ဆောင်းမှာထွက်တယ်ဒီကနန်းဒီတုံညာဘရိတ်လို့ရိုက်တဲ့နေ့တည်းကဒီကနန်းကဒီမှာအကွက်ရွှေဖြစ်နေကစားတယ်နော်ဒီတုံညာဘရိတ်ရဲ့ဆောင်းမှာမြင်းကုန်မှာရိုက်တဲ့ကနန်းဒီတုံညာဘရိတ်နေ့တည်းက ဒီကနန်းကအကွက်ရွှေ့ဖြစ်နေကစားတယ်။ဟုတ်ပြီဒါဆိုရင်ဒီတုံညာပရိရဲ့မြင်းကုန်မှာထွက်မဲ့ဒီကနန်းဒီဒီနေ့ထဲကအကွက်ရွှေ့ကနန်းအဖြစ်နဲ့ကစားမယ်ဆိုတော့ဒီနေ့ထဲမှာအကွက်ရွှေ့ကနန်းကကိုးပရိနဲ့ပတ်သက်လို့ဘယ်နှကွက်ရှိလဲဆိုတော့ဦးနဲ့လို့ဒီမှာလိုက်ကြည့်လိုက်တဲ့အခါမှာနော်၄ခွန်၈ဆိုတဲ့ကနန်းကိုးပရိရှိတယ်နော်နောက်တစ်ခုကိုးပရိနဲ့ပတ်သက်လို့ခွန်၅ခွန်ဆိုတဲ့ကနန်းရှိတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ ဒီ၄ခွန်ရှင်နဲ့ခွန်၅ခွန်ကတော့ဒါဥနိုင်ကကိုပရိအဖြစ်နဲ့ဒီနေ့ထရနေပြီးတော့ကစားပြီးမပြလိုက်တော့ဘောနော်ဘာဖြစ်လို့မပြလိုက်တာလဲဆိုတော့ဥနိုင်တို့ကဒီ54အခွားကိုကစားခြင်းလုံးမို့ပေါ့နော်ရှေပေါင်း9 3ပရိအဲ့လိုဖြစ်ပြီးတာနဲ့ဒီမှာခွန်းလို့ပိတ်ပြီးတာနဲ့သူ့အောက်မှာ54လို့ခွာတယ်ခွာပြီးတော့ဒီ၃လုံးပေါင်းခြင်းက6လို့ထည့်တယ်တိုင်မြင်กว่าဝေးအတူတူပဲရှေပေါင်း9 3ပရိ 45လို့ခွပြရတယ်ဒီမှာခွန်လို့ပြလိုက်တယ်နဲ့ဒီသုံးလုံးက၄လို့ကစားတယ်နော်ဒါဆိုရင်ဒီမှာရှေးပေါင်းက၃ပြိ45လို့ခွပြတာနဲ့ခွန်လို့ပြတယ်ဒီသုံးလုံးက၄လို့ဖြစ်မှာဆိုတော့ဒါဥနိုင်က435ဆိုတဲ့ကနန်းလေးကိုပဲဒီနေရာမှာရွေးပြီးတော့ထည့်လိုက်တယ်ပေါ့နော်အကယ်၍ကိုးပြိကြိုက်တဲ့မိတ်ဆွေတွေကခုနပြောသလိုပဲဒီနေ့ထဲကကိုးပြိကနော်၄ခွန်၈ဆိုတဲ့ကနန်းရှိမယ်ခွန်ကခွန်ဆိုတဲ့ကဏ္ဍရှိမယ်ဒါကြိုက်တဲ့မိတ်ဆွေတွေကထိုးလိုက်ပါတော့ဦးနိုင်ကတော့ကိုးပရင်းနဲ့ပတ်သက်လို့ เนาะအခု၄၃၅တကွက်ကိုဒါဥနဲ့စပြီးတော့ပြလိုက်တယ်ပေါ့เนาะဟုတ်ပြီ၄၃၅ပြပြီးတော့နောက်ထပ်တစ်ခါကိုးပရိတ်ကိုဥနဲ့ကဘာကိုထပ်ပြမလဲဆိုတော့ဥနဲ့ရဲ့ message တွေကိုထပ်ပြီးရှင်းပြအောင်မယ်ရှင်းပြအောင်မယ်ဆိုတော့ဥနဲ့ကဒီပွဲမှာဒီ၄ခွန်၈တို့ခွန်၅ခွန်တို့ကိုဘာဖြစ်လို့ထည့်မဲ့ပြလိုက်ရလဲဆိုတော့သူ့ထည့်ကောင်းတဲ့ site ကလေးတွေကိုဥနဲ့ကဆုံးဖြတ်ရတယ်ပေါ့เนาะဆုံးဖြတ်ပြီးတော့မှထည့်ရတာပေါ့အဲ့တော့ဥနဲ့က ခုဒီ line လေးနဲ့ပေါ့နော်ဒီ line လေးနဲ့ဒီ388ဆိုတဲ့ကဏ္ဍကိုကစားခြင်းတာသုံးပိတ်ခွန်ကားလို့သူကစားတယ်သုံးပိတ်ခွန်ကားလို့ကစားပြီးတာ ਨੇ ဒီဘက်နှစ်မှာသုံးပါတဲ့ဘူပရိကဏ္ဍပြန်ကြလို့ဖြစ်တယ်သူကြတော့မဲ့အချိန်မှာဒီထိတ်စီးသုံးလုံးပေါင်းခြင်း1ခါးသုံးလုံးပေါင်းခြင်း9လို့ဖြစ်ပြီးတော့မှပြန်ကြတယ်ကြပြီးတော့သူ့ရဲ့နှစ်ထဲမှာ6ခါးနှစ်နောက်ပိတ်62လို့ထောက်ပြီးတာ ਨੇ ဒီကဏ္ဍဒီနော်သူ့ရဲ့နောက်တဲ့နှစ်ကိုပြန်ကြတယ် ကြပြီးတော့တနေ့ချပြီးသူ့ရဲ့နောက်တနေ့မှာတုံညာခါသည်တကြေနှစ်ကြေနှစ်ကြေရဲ့တပွဲကြော်မှာ336ဆိုတဲ့ကဏ္ဍပတ်လဲကြတယ်အဲ့ဒီနှစ်ထဲမှာ48ဆိုတဲ့ကဏ္ဍပတ်လဲကြတယ်ဒါပရမတကက်ဒုတိယကမှလည်းအဲ့လိုပဲ3နဲ့9နဲ့3ပိတ်ခွန်ကားလို့ဖြစ်တယ်ဒီနှစ်ထဲမှာနောက်တနှစ်မှာ3ပါတဲ့ဘူပရိကဏ္ဍကပြန်ကြတယ်ကြတဲ့အချိန်မှာလည်းဒီ3လုံးက1ဒီ3လုံးက9ဖြစ်ပြီးတော့မှသူ့ဘေးကိုကြတယ်ကြပြီးတော့အဲ့ဒီနှစ်ထဲမှာ 6ခါ3ပိတ်6နှစ်ပြီးတော့6သုံးသူ့ရဲ့ဇောင်းကဒီကနေ့ဒီနောက်တဲ့နှစ်ကိုကြာတယ်ကြာပြီးတော့တနေ့ချပြီးဒီဘက်နှစ်မှာနော်ဒီဘက်နှစ်မှာသူကဘာလာလဲဆိုတော့3ညခါဒီဒီမှာတစ်ကြိမ်နှစ်ကြိမ်တပွဲကြုံမှာ363ဆိုတဲ့ကဏ္ဍပတ်လဲကြာတယ်ပြီးတော့148ဆိုတဲ့ကဏ္ဍပတ်လဲကြာတယ်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာ3နောက်ပိတ်ခွန်ခါလို့ဖြစ်တယ်3နောက်ပိတ်ခွန်ခါလို့ဖြစ်ပြီးတော့သူ့ရဲ့နောက်တဲ့နှစ်မှာနော်3ပါတယ် ဘူးပရိကနန်းကဒီမှာပြန်ကြတယ်ကြတဲ့အချိန်မှာလည်းဒီသုံးလုံးပေါင်းရင်၁ဒီသုံးလုံးပေါင်းရင်၅လို့ဖြစ်ပြီးတော့မှသူ့ဘေးကိုကြတယ်ကြတော့အဲ့ဒီနေ့ထဲမှာ၆ခါ၄ပိတ်သူ့ရဲ့ဇောင်းကကနန်းတွေနောက်တစ်နေ့ကိုပြန်ကြတယ်ကြပြီးတော့မှတစ်နေ့ချားပြီးတော့နော်၃ညခါတည်းဒီမှာတစ်ချိန်ကြတယ်ဒီမှာတစ်ချိန်ကြတယ်နှစ်ချိန်ကြပြီးတော့သူ့ရဲ့ပေါ့တပွဲကျော်မှာ၃၃၆ပတ်လဲကြတယ်အဲ့ဒီနေ့ထဲမှာလည်း၃၄၈ဆိုတဲ့ကနန်းပတ်လဲကြတယ်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့က ဘလို့ပုံစံမျိုးနဲ့ကစားချင်တာလဲဆိုတော့ခုနဦးနိုင်ပြောခဲ့တယ်လို့ဖြစ်စဉ်တွေအားလုံးကိုဒီမှာတီလိုက်တယ်39လို့တီတယ်ဘူပရိကဏန်းကလည်းပြန်ကြတယ်နော်ပြန်ကြပြီးတာနဲ့တပြိုင်တည်းပြန်ကြတဲ့အချိန်မှာ तू ကဘလို့ပုံစံမျိုးကြလဲဆိုတော့ तू ကဒီမှာဒီနေရာလေးမှာပေါ့နော်ဒီနေရာလေးမှာထိပ်စီး3လုံးက1ခါ3လုံးက9 1နဲ့9နဲ့ဖြစ်ကြရဲ့ဘေးမှာ तू ကြခဲ့တဲ့အတွေ့ဒီနေရာမှာရှိတဲ့နော်3 4 4ဆိုတဲ့ကဏန်းတီး အဲ့3လေးလေးဆိုတဲ့ကဏ္ဍဒီသူကဘယ်နေရာမှာလာထွက်ရမှာလဲဆိုတော့48ပတ်လေရဲ့ဒီဇောင်းကိုလာထွက်တယ်သူထွက်တော့မဲ့ချိန်မှာ6ထိပ်စီလို့ထောက်ပြီးတော့မှထွက်တယ်ဟုတ်ပြီနော်ဒါပထမတကက်နော်ဒါပထမတကက်ပါနော်3ပါဘူပရိကဏ္ဍကြာတော့မဲ့အချိန်မှာထိပ်စီ3လုံးပေါင်းခြင်းက1ခါ3လုံးပေါင်းခြင်း5လို့ဖြစ်ပြီလာနဲ့ဒီအလဲရကဏ္ဍ3လေးလေးဆိုတဲ့ကဏ္ဍဒီ48ဆိုတဲ့ကဏ္ဍပတ်လေလို့ ကြတာရဲ့သူ့ရဲ့ဒီဇောင်းကိုကြတယ်ကြဖို့တော့ကိုအပေါ်မှာ6ထိပ်ထောက်ပြီးတော့မှကြတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဒုတိယအကက်ဒုတိယကမှလည်းအဲ့လိုပဲ3နဲ့9နဲ့ထောက်တယ်သူ့ရဲ့နောက်တစ်နှစ်မှာ3ပါတဲ့ဘူပရိကပြန်ကြတယ်ကြတော့မဲ့အချိန်မှာလည်းဒီ3လုံးပေါင်းခြင်းဒီ1ဒီ3လုံးပေါင်းခြင်း5 1 5လို့ဖြစ်ပြီးတော့မှသူ့ရဲ့ဘေးကိုကြတယ်ကြပြီးတာနဲ့ဒီအလဲရကနန်း3ည1နှစ်ဆိုတဲ့ကနန်းဒီနော်3ည1နှစ်ဆိုတဲ့ကနန်းဒီသူကဘယ်နေရာမှာလာကြအောင်လဲဆိုတော့ဦးနိုင်တို့ဒီမှာ တလေးရှိဆိုတဲ့ကဏ္ဍပတ်လေရဲ့ဇောင်းကိုလာကြတယ်။ကြတဲ့အချိန်မှလည်းသူ6ထည်စီထောက်ပြီးတော့မှကြတယ်။ဟုတ်ပြီ။ဒါဆိုရင်ဦးနန်းတို့ဒီတတိယအကန့်နေနေပေါ့နော်။တတိယအကန့်နေနဲ့3နဲ့9နဲ့လဲထောက်ပြီး3ပါတဲ့ဘူပရိကဏ္ဍကလည်းဒီမှာပြန်ကြ။ပြန်ကြတော့ထည်စီ3လုံးကလည်း1ခါ3လုံးကလည်း5 1နဲ့9နဲ့ထောက်ပြီးတော့သူ့ရဲ့ဘေးမှလည်းကြပြီ။ကြတော့ဒီမှာရှိခဲ့တဲ့3ရှိရှိဆိုတဲ့ကဏ္ဍဒီ 38ဆိုတဲ့ကဏ္ဍဒီဦးနိုင်တို့ဒီမှာ841ဆိုတဲ့ကဏ္ဍပတ်လေလေထောက်ထားပြီးပြီသူ့ရဲ့ဒီဘက်ဘေးလေးကိုကြာကျင်တာကြာကျင်တော့သူက6ထင်းစီရလေထောက်တဲ့အတွက်ကိုဒီနေရာမှာဒါဦးနိုင်ကဒီမှာထားခဲ့တဲ့38ဆိုတဲ့ကဏ္ဍကိုဒီနေရာလေးကိုရွှေ့လိုက်ချင်တာပေါ့နော်အင်မလမကောင်းမွန်တဲ့မှုဖြစ်ပါတယ်အဲ့တော့ဦးနိုင်နဲ့အတူတူလေ့လာကြည့်ကြမယ်နော်ဦးနိုင်နဲ့အတူတူလေ့လာကြည့်မယ်ဆိုတော့ဦးနိုင်တို့ဒီမှာနော်ရှေးပေါင်းကြီးက6 ဒီနှလုံး6ဒီသုံးလုံးက9ကိုလို့ပုံတည်ထည့်ထည့်ပြီးကြနဲ့ဒီသုံးလုံးပေါင်းခြင်းဟာ8ဒီအခွားနဲ့ဒီထိနေရ8ဒီခါနဲ့ဒီနှလုံးနဲ့ဒီထိနေရ8သုံးလုံးပေါင်း8 3လုံးပေါင်း8 4လုံးပေါင်း8လို့ရှိဖြစ်ခြင်း3ကခွေကြတဲ့တွေဒီနေရာမှာရှိပရိတ်လို့ကစားတယ်ဒါပရမတ်တကက်ပေါ့နော်ကဲဟုတ်ပြီဒါဆိုရင်ဦးနှက်လို့ဒီမှာဒုတိယအကက်ဒုတိယအကက်မှာလည်းအဲ့လိုပဲ ရှေးပေါင်းခြင်းက6ဒီသုံးလုံးပေါင်းခြင်းက9အဲ့လိုဖြစ်ပြီးတာနဲ့ဒီသုံးလုံးပေါင်းခြင်းခွန်ဒီအခွနဲ့ဒီထိတ်နဲ့ခွန်ဒီခါနဲ့ဒီနောင်ပေါင်းနဲ့ဒီရှေးပေါင်းရှေ့တဲ့ခွန်သုံးလုံးပေါင်းခွန်သုံးလုံးပေါင်းခွန်လေးလုံးပေါင်းခွန်လို့ဖြစ်တဲ့အတွက်ခွန်ပရိတ်လို့ကစားရှိပရိပီပီခွန်ပရိပီပီဒါဆိုရင်ကောင်းပြီဦးနဲ့လို့ဒီမှာเนาะရှင်းနှလုံးပေါင်း6ဒီသုံးလုံးပေါင်း9လို့ထည့်ထည့်ပြီးတာ ਨੇ ဒီ3လုံးပေါင်းခြင်းက6ဒီ3လုံးပေါင်းခြင်းက6ဒီ4လုံးပေါင်းခြင်းက6လို့ဖြစ်တဲ့အတွက်ကိုဒီနေရာမှာဦးနိုင်က6 6ပရိတ်လို့ကစားချင်တာပေါ့နော်အင်မတန်မှကောင်းမွန်တဲ့ line လေးဖြစ်တယ်ပေါ့နော်အဲ့တော့ဦးနိုင်တို့ရှင်းပေါင်း6 3လုံး9လို့ timing ကိုတည်တယ်တည်ပြီးတာနဲ့ဒီ3လုံးပေါင်း8ဒီ3လုံးပေါင်း8ဒီ၄လုံးပေါင်းခြင်း၈လို့ဖြစ်လို့၈ပြိတ်ရိုက်တယ်။ဟုတ်ပြီ အဲ့လိုရပြီတာနဲ့ဒုတိယအကတ်မှာဦးနဲ့တို့ဒီမှာနော်ရှေးပေါင်း6ဒီ3လုံး9လို့ဖြစ်တာနဲ့ဒီ3လုံးပေါင်းကခွန်ဒီ3လုံးပေါင်းကခွန်4လုံးပေါင်းချင်းခွန်ကြောင့်ခွန်ပရိတ်ရိုက်တယ်ရှေးပရိတ်ပြီးပြီးခွန်ပရိတ်ပြီးပြီးဆိုတော့ဦးနဲ့တို့ဒီမှာအခုနော်ရှေးပေါင်း6 3လုံးပေါင်းချင်း9လို့ကစားပြန်တယ်ဒီ3လုံးပေါင်းချင်းက6ဒီ3လုံးပေါင်းချင်းက6 4လုံးပေါင်းချင်း6လို့ကစားပြန်တယ်ဒီနေရာမှာဦးနဲ့က6ပရိတ်ကိုကစားပြန်မှာဖြစ်တယ်ပေါ့နော် ကဲဟုတ်ပြီအဲ့ဒီတော့6ပရိတ်ကိုကစားပြမှာဖြစ်တယ်ဆိုတော့6ပရိတ်နဲ့ပတ်သက်ပြီးတော့ဥနိုင်ရမိတ်ဆွေတွေကိုပထမဦးဆုံးဥနိုင်ကဘာကိုပြောပြချင်တာလဲဆိုတော့နော်ဥနိုင်ဒီမှာနှစ်ဦးမှာနှစ်ဦးတစ်ချိန်မှာပေါ့နော်ဒါဒီကလင်နာအဟောင်းလေးနဲ့ပဲဒါဥနိုင်ပြလိုက်မယ်နော်ဒါနှစ်ဦးတစ်ချိန်မှာပြခဲ့တယ်ဟာလေနော်လုံးကောက်စနစ်နဲ့2024ခုနှစ်မှာလုံးကောက်စနစ်နဲ့အောင်ခဲ့တဲ့စနစ်များဆိုပြီးတော့เนาะ နှစ်လေးတုံညာအားဆိုတဲ့ကဏန်းလေးကိုဒါနှစ်ဦးတစ်ကြိမ်ပါဦးနဲ့ပြခဲ့တယ်ဘလို့ပြခဲ့လဲဆိုတော့တူတူနဲ့လိုရင်းပြောရရင်ကိုးထိတ်ကကိုးခါဖြစ်တဲ့၃လုံး၉လို့ကစားတယ်တုံညာထိတ်က၃ညာခါဖြစ်တဲ့၃လုံး၃ညာကစားတယ်တိထိတ်က၁ခါဖြစ်တယ်၃လုံး၁လို့ကစားတယ်အဲ့လိုကစားပြီးတာနဲ့ဒီနေရာမှာကိုးပရိတ်ပုံတွေကစားတယ်၃ညာ၄၁ဆိုတဲ့ကဏန်းဒီဒီမှာပတ်လေထွက်တယ်ထွက်တော့မဲ့အချိန်မှာဒီ၃လုံး၆လို့ဖြစ်ပြီးတော့မှထွက်တယ်လို့ပြောခဲ့တယ် ပြောခဲ့ပြောသူ့ရဲ့နောက်တစ်နှစ်မှာလဲတိုင်းမင်းကွာဝေးအတူတူပဲဒီနှစ်ရဲ့ဒီလေးရဲ့ဒီ၃ညရဲ့နှစ်လေး၃ညကလည်းနောက်တစ်နှစ်ကိုထွက်တယ်ဒီ၃လုံး၆လို့ဖြစ်တာရဲ့အောက်ကိုပဲထွက်တယ်ဒုတိယကမှလည်းအဲ့လိုပဲကိုးပရိတ်လို့ဖြစ်တယ်၃ည၄တစ်ဆိုတဲ့ကဏ္ဍလီဒီမှာလာထွက်တယ်ဒီ၃လုံး၆လို့ဖြစ်ပြီးတော့မှထွက်တယ်အဲ့ရောဒီမှာနှစ်ရဲ့လေးရဲ့၃ညရဲ့လည်းသူ့ရဲ့နောက်တစ်နှစ်ကိုထွက်တယ်နှစ်ပိတ်မှာဒီ၃လုံး၆လို့ဖြစ်တာရဲ့အောက်ကိုပဲထွက်တယ် တတိယကမှလည်းအဲ့လိုပဲဒီနေရာမှာကိုးပရိတ်လိုပုံသေးဖြစ်တယ်၄၁၃၅ဆိုတဲ့ကဏ္ဍကြီးเนาะဒီနေရာကိုလာထွက်တယ်ဒီ၃လုံး၆လို့ဖြစ်တာရဲ့အောက်ကိုထွက်တယ်အဲ့ဒီတော့ဥနန်တို့၂၀၂၅မှာဒီ၄ရဲ့ဒီ၄ရဲ့ဒီ၃ညရဲ့နှစ်၄၃ညဆိုတဲ့ကဏ္ဍကြီးဒီနန်းလေးမှာတုန်းက၆ဖြစ်လို့မတခါထိုးခဲ့သေးတယ်မထွက်ဘူးအခုတခါဒီမှာ၆ရဲ့၃ရဲ့ခွန်ရဲ့၆လို့ဖြစ်တဲ့အတွက်ဒီနေရာမှာနှစ်၄၃ညဆိုတဲ့ဒါကဏ္ဍပတ်လေလေးပေါ့နော်ဒါထိုးရမယ်ပေါ့ ထိုးရမယ်ဆိုတော့ကောင်းပြီဒါဆိုရင်ဘဲမူနဲ့ထိုးမှလဲဘဲမူနဲ့ထိုးမှလဲဆိုတော့ဥနိုင်တို့ပြီးခဲ့တဲ့ဘွဲကဥနိုင်6 8ဆိုတဲ့ကဏ္ဍဒီစိုက်ကလေးနဲ့နာတာဥနိုင်အောင်ခဲ့တာပေါ့နော်ဒါလေးကိုဥနိုင်ပြီးခဲ့တဲ့ဘွဲကလိုက်ကလေးလွှင့်ပြီးပြခဲ့တယ်စီကြောကြီးကိုအကြည့်ပဲပေါ့နော်အဲ့တော့အဲ့ဒီထဲမှာဥနိုင်တို့လေးတခွန်ဆိုတဲ့ကဏ္ဍဒဲ့ရယ်ကိုးတခွန်ဆိုတဲ့ကဏ္ဍအာရယ်ပေါ့နှစ်ခါကြမယ်ဆိုပြီးဥနိုင်တည်တည်ချာချာရှင်းပြခဲ့တယ်ဒါဒီကောင်က မွေးကညာဖြစ်နေမွေးမယ်ဆိုဒီနှစ်ကွက်ကအသေးကြပါအောင်ကြာရတာမှာဘာဖြစ်လဲဆိုတော့ဖြစ်စဉ်ဖြစ်စဉ်တစ်ခုပဲဥနဲ့ရှင်းပြမယ်ပေါ့နော်ဒီ၃လုံး၉ဒီ၃လုံး၉ဒီ၃လုံး၉ဒီ၄လုံး၉ကြောင့်ဒီဘက်နှစ်ကဒီ၃လုံးပေါင်းရင်၉လို့ဖြစ်တာရဲ့အောက်ကဒီကညာဒီဒီမှာလာထွက်တယ်၆ချိန်မှာဒုတိယအကတ်မှာလည်းအဲ့လိုပဲ၉ဖြစ်ချင်းနေတည်တယ်ဒီဘက်နှစ်မှာဒီ၃လုံး၉လို့ဖြစ်တာရဲ့အောက်က၃ည၃ခုဆိုတဲ့ကညာက၆ချိန်ကိုလာထွက်တယ်တတိယအကတ်မှာလည်းအဲ့လိုပဲ၉ ကိုးဖြစ်စင်တွေအားလုံးကိုတီလိုက်တယ်။တီးတော့ဒီဘက်နဲ့မှာကိုးဖြစ်ချင်းဒီဒီမှာတစ်ခုပဲရှိတယ်။ဒီသုံးလုံးပေါင်းချင်းကိုးလို့ဖြစ်တာရဲ့ဒီအောက်က66ခွန်းဆိုတဲ့ကဏ္ဍကဒီ6ကြိမ်မှာထွက်မယ်ဆိုပြီးတာဥနိုင်ကပြခဲ့လေ။ပြခဲ့တော့အဲ့ဒီကဏ္ဍထွက်တယ်ဆိုလို့ရင်နောက်ထပ်ဘာထွက်ရမလဲဆိုတော့အဲ့ဒီစနစ်ထဲမှာနော်ဖြစ်စင်တွေအားလုံးကိုတီခဲ့တယ်။တီခဲ့ပြီးတော့ဒီ1ရယ်4ရယ်ခွန်းရယ်ဒီ4ခွန်းဆိုတဲ့ကဏ္ဍဒီတစ်ခွန်းနောက်တွဲနဲ့ဒီမှာတစ်ခါကြတယ်။နောက်တစ်ခါဒီမှာတစ်ခါကြတယ်။ဒုတိယကမ်းမှာလည်းအဲ့လိုပဲ ခွန်တစ်တစ်ဆိုတဲ့ကဏ္ဍသည်တစ်ခွန်နောက်တွဲနဲ့ဒီမှာတစ်ခါကြတယ်ဒီမှာတစ်ခါကြတယ်တတိယအကမ်းမှာလည်းအဲ့ဒီလိုပဲခွန်တစ်ကိုဆိုတဲ့ကဏ္ဍသည်68ခွန်ဆိုတဲ့ကဏ္ဍအောင်သွားတဲ့အတွက်ခွန်တစ်ကိုဆိုတဲ့ကဏ္ဍကတစ်ခွန်နောက်တွဲနဲ့တစ်ခါကြမယ်နောက်တစ်ခါတစ်ခွန်အခွန်နဲ့တစ်ခါကြမယ်သူဦးနိုင်ကပြောခဲ့တယ်ပြောခဲ့တော့ကောင်းပြီဒါဆိုရင်အခုသူ့ရဲ့အောက်မှာ ဒီကောင်အောင်သွားတယ်သူ့ရဲ့အောင်မှာထွက်မဲ့688ဆိုတဲ့ကဏန်းလေးကိုမှတ်ထားလိုက်ဒီကဏန်းအောင်သွားတဲ့အတွက်သူ့ရဲ့အောင်မှာထွက်မဲ့229ဆိုတဲ့ကဏန်းလေးကိုမှတ်ထားလိုက်နော်ခုဒီကဏန်းအောင်သွားတဲ့အတွက်သူ့ရဲ့အောင်မှာ243ညဆိုတာဘယ်လိုထွက်မလဲဆိုတော့ကိုဦးနိုင်ကအခုဒီကလင်နာကတော့စီကြောကြီးရဲ့ရှုပ်နေလို့မို့နောက်ထပ်ကလင်နာအစ်တတစ်ခုနဲ့ရှင်းပြမယ်ပေါ့နော်လင်ရမေးစုကိုရှင်းပြမယ်ရှင်းပြမယ်ဆိုတော့ဦးနိုင်ကလင်နာအစ်တကလေးရှင်းလိုက်ဦးမယ်ပေါ့နော် ကဲဟုတ်ပြီဒါဆိုရင်ဥနိုင်ဒီမှာရှင်းပြမယ်နော်ပထမတော့က3ကိုတက်အောင်လေသူ့အောင်မှာ6ရှစ်ရှစ်ဒုတိယကမှာ3ည9လုံးအောင်လေသူ့အောင်မှာ229အခုဒီမှာ6ရှစ်ခွန်အောင်လေသူ့အောင်မှာ243ညဆိုတဲ့ကဏ္ဍကိုဒါဥနိုင်ငါရှင်းပြမှာဖြစ်တယ်ပေါ့နော်ဖြစ်တယ်ဆိုတော့ကောင်းပြီတိုင်မင်းကိုဘယ်လိုပြန်ရှင်းမလဲဆိုတော့ရှင်းပရိထိတ်နဲ့ပရိနဲ့ရှစ်လို့ဖြစ်လိုက်လို့နော်သူ့ရဲ့ဒီနေရာလေးမှာဒီ3လုံးပေါင်းခြင်း3ညကို ဒီသုံးလုံးပေါင်းရင်တုံညလို့ထည့်တဲ့အတွက်အဲ့တုံညကိုဒီသုံးလုံးတုံညလို့ထည့်လိုက်တုံညလို့ထည့်လိုက်မှဆိုတော့ဒါရှစ်ခါလို့ရရှစ်ခါလို့ရတဲ့အချိန်မှာဒီသုံးလုံးပေါင်းရင်ရှစ်ခါရှစ်လို့ပိတ်လိုက်ရှစ်ခါရှစ်နောက်ပိတ်လို့ရပြီရတဲ့အခါမှာပရိရှိကထိတ်နဲ့ပရိနဲ့ရှစ်လို့ဖြစ်လို့ဒီနှလုံးပေါင်းရှစ်နဲ့ဒီ၉နဲ့ဒီနောက်ပိတ်တင်နဲ့၄လုံးပေါင်းခြင်းကိုလည်းရှစ်လို့သူကပြန်ထည့်တယ်နော်အဲ့တော့၉ရှစ်ရှစ်ဆိုတဲ့ကဏ္ဍဒဲတဲ့ကွက်ပဲရတယ်နော် ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒုတိယအကတ်ဒုတိယအကတ်မှာလည်းအဲ့လိုပဲပရိရှိထိမ့်တဲ့ပရိနဲ့ရှစ်လို့ကစားတယ်ကစားခဲ့လို့ဒီသုံးလုံးပေါင်းခြင်းဒီကိုအဲ့ဒီကိုကလည်းဒီသုံးလုံးပေါင်းခြင်းကိုလို့ကစားခဲ့တဲ့အတွက်ဒီသုံးလုံးပေါင်းခြင်းကိုလို့ဖြစ်မယ်ဆိုတာနှစ်ခါနှစ်ခါလို့ဖြစ်တော့ဒီသုံးလုံးပေါင်းခြင်းကိုကလည်းကိုလို့ပိတ်မယ်ဆိုတော့နှစ်ခါကိုနောက်ပိတ်နှစ်ခါကိုနောက်ပိတ်ကိုပရိရှိထိမ့်တဲ့ပရိနဲ့ရှစ်ချောင်းဒီနှလုံး၃ရဲ့ဒီနှစ်ရဲ့ပေါင်းတော့၅၅နဲ့၃နဲ့ပေါင်းတော့၈လို့ဆိုတော့ ဒါတပွက်သေးပဲတူတူနိုင်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဥနိုင်တို့ဒီမှာနော်ဗရိတ်ရှိထိတ်နဲ့ဗရိတ်နဲ့ရှိအဲ့လိုကစားပြီးတာနဲ့ဒီသုံးလုံးပေါင်းခြင်းဒီရှိပထမတုံညာဒုတိယကိုကုတတိယဒီသုံးလုံးပေါင်းခြင်းရှိအဲ့ဒီရှိကိုဒီသုံးလုံးပေါင်းခြင်းရှိလို့ကစားပြီးတော့ဒီသုံးလုံးပေါင်းခြင်းရှိလို့ဖြစ်မယ်ဆိုရင်၄ခါ၄ခါရပြီဆိုတော့ဒီသုံးလုံးပေါင်းခြင်းတုံညာကြောင့်အဲ့တုံညာနောက်ပိတ်ဆိုတော့၄တုံညာနောက်တွဲ၄တုံညာနောက်တွဲမှာဒီဗရိတ်ရှိထိတ်နဲ့ဗရိတ်နဲ့ရှိ အဲ့လိုရှိဖြစ်ရှင်းတော့ဒီနှလုံး9ရယ်ဒီကခွန်ရယ်ပေါင်းတော့6 6နဲ့ဒီနှစ်ထိတ်နဲ့ပေါင်းမှာ8လို့ဖြစ်မှာဆိုတော့ဒါနှစ်40ဆိုတဲ့ကဏ္ဍတကွက်သေးပဲရတယ်ပေါ့နော်အဲ့တော့ဗရိတ်ချောင်းနဲ့ပတ်သက်လို့နှစ်43ညဆိုတဲ့ကဏ္ဍလေးတကွက်ကိုဒါဥနိုင်ကပြခဲ့ပြီးပေါ့နော်